အေရီတိုင်းမှာပြီးခဲ့တဲ့တလအတွင်းမြေရီတိုက်စားမှုကြောင့်ကမ်းပြိုကျမှုဖြစ်ပွားခဲ့တဲ့အတွက်လူနေအလုံး40ထပ်မင်းဖြတ်သိမ်းရွှေ့ပြောင်းခဲ့ရပြီးငားလုံးကမ်းပြိုကျတဲ့အထက်ပါသွားတယ်လို့ဒေသခံတွေနဲ့တဘောဘေးကောက်ွယ်ရေးအဖွဲ့တွေစီကနေသိရပါဗျ။အခုနှစ်ဧပြီလ1ရက်ကနေ30ရက်အထိအေရီတိုင်းမှာတလအတွင်းတိုးမြေအေရီမြေငဝင်မြေငတိုင်းချောင်းမြေကန်တွေမှာရေတိုက်စားမှုကြောင့်ကမ်းမပြိုကျမှုတွေဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။တလအတွင်းဝါခင်မနဲ့ပန်းတနော်ဘက်မှာကမ်းမပြိုကျတဲ့အတွက် နေအလုံး20ကျော်လောက်ရေးပေါ်ဖြတ်သိမ်းပြောင်းရွှေ့ခဲ့ရတယ်လို့ AR တိုင်းမှာသဘောဘေးကောက်ွယ်ဆောင်ရွက်နေသူတယောက်ကပြောပါတယ်။ပြီးခဲ့တဲ့တလအတွင်း AR တိုင်းအတွင်းကညောင်တုံး၊မအူပင်၊ဟင်္ဒရာ၊ပန်းတနော်၊မြန်အောင်၊ဒနုဖြူ၊ငတိုင်းချောင်း၊လက်ပုတာနဲ့ကြံကင်းစားတဲ့မြို့နယ်တွေကလူနေအလုံး40ထက်မနည်းကမ်းပြိုကြမဲ့ဘေးကနေလွတ်တဲ့နေရာတွေကိုရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ဆိုပါတယ်။ ကမ်းပြုတ်ရယ်ပေကြုံခဲ့ရတဲ့အင်ဂျီ40ထက်မနည်းကလူဦးရေ60ကျော်ဟာလက်ရှိအချိန်အထိအကူအညီတွေမရရှိသေးဘူးလို့လည်းဆိုပါတယ်ရှင်။စကိုင်းတိုင်းဒပင်းမြို့နယ်အိုထိန်တွင်းစာတင်ကျောင်းကိုမေလ12ရက်နေ့မှာလေကျောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ဆီယမ်မာနှစ်ယောက်အပါအဝင်ကလေးငယ်22ယောက်လည်းတိတ်ဆုံးခဲ့ပါဗျ စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်ကလင်းငယ်ပေါင်း800နီးပါးရဲ့အသက်တွေဆုံးရှုံးထားရတယ်လို့သွေးစွန်းငွေဖြတ်တောက်ရေး Black Money အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်အကြံဖတ်မြန်မာစေအုပ်စုကိုလေရင်စီလေရင်ဘုံတွေရောင်းပေးနေတဲ့ကုမ္ပဏီတွေဤပညာထောက်ပံ့ပေးနေတဲ့ကုမ္ပဏီတွေစစ်ကောင်စီကိုအေးအေးယူရမယ့်အစားတရားဝင်မှုပေးနေတဲ့အာဆီယံအစိုးရတွေ ထိရောက်တဲ့ပိတ်ဆို့မှုမျိုးလုပ်နိုင်ပါရဲ့နဲ့ကြန့်ကြာနေတဲ့နိုင်ငံတကာအစိုးရတွေအနေနဲ့စာတင်ကြောင်းတွေကကလင်းငယ်တွေရဲ့အသက်ဆုံးရှုံးမှုအတွက်တာဝန်ခံရမယ်လို့သွေးစွန်ငွေအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။မကွေးတိုင်းကံကောမြို့နယ်မှာမေလ12ရက်မနက်အစောပိုင်း2နာရီဝန်းကျင်ကရဲကြီးပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုစီးနင်းခံရပြီးရဲကြီးပကဖရဲဘော်9ယောက်နဲ့ကျောင်းသား၄ယောက်တပ်ဖြတ်ခံရပြီးတော့လက်နက်ခဲယံတွေလည်းတင်းစီခံလိုက်ရတယ်လို့ကံကောအခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်းသိရပါဗျ။ ကံကောမြို့နယ်လေမရွာရဲကြီးပကဖတ်စခန်းကိုကံကောခလာရ90ရဲ့တက်အင်အားတရာလောက်ပါတဲ့စစ်ကြောင်းကရုတ်တရက်ဝင်ရောက်စီးနင်းပြီးတော့ရဲဘော်9ယောက်အပြင်အလဲရောက်နေတဲ့ចောင်းသား4ယောက်ကိုပါစခန်းအနီးမှာတပ်ပစ်ခဲ့တယ်လို့ကံကောအခြေဆိုင် PDF တပ်ဖွဲ့ဝင်ကပြောပါတယ်။ရဲကြီးရဲဘော်တွေနဲ့ចောင်းသားတွေအသက်ခံရတဲ့အပြင်လက်နက်ခဲယမ်းတွေလည်းပါသွားပြီးရွာကန်အမျိုးသား20လောက်ကိုဖမ်းဆီးပြီးတော့ခလာရ90ရဲကိုပြန်ဝင်သွားကြတယ်လို့ပြောပါတယ်။ ကံကောခလာရ90ရဲကိုဖမ်းဆီးခေါ်ဆောင်သွားခံရသူတွေဟာမေလ7ရက်ညနေပိုင်းအထိပြန်လည်လွတ်မြောက်လာတာမျိုးမရှိသေးဘူးလို့လည်းသိရပါပါတယ်ရှင်။တောင်ကိုရီးယားနိုင်ငံကနေခွင့်နဲ့ပြန်လာတဲ့အလုပ်သမားတွေအနေနဲ့ခွင့်ပြုချက်ရမှပြန်လည်ထွက်ခွာခွင့်ရမယ်လို့စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကအသိပေးထားပါတယ်။အစိုးရပြည်ပအလုတ်ကင်အေဂျင်စီ POE ကနေတဆင့်ခွင့်ပြန်လုပ်သားတွေရဲ့ပြည်ပထွက်ခွာခွင့်ကိုသတင်းပေးပို့ထားတဲ့ရက်စွဲတန်းစီစရာစနစ်နဲ့စီစစ်ခွင့်ပြုနေသလို့ safe migration telegram မှာနာမည်ဆင်းပါရှိမှပြည်ပကိုပြန်လည်ထွက်ခွာခွင့်ရရှိနိုင်မှာဖြစ်တယ်လို့အသိပေးထားတာပါစစ်ကောင်စီအနေနဲ့ပြည်ပကိုအလုသားတစ်တွေတွားရောက်ခဲ့တဲ့အပေါ်ကန့်သက်တာတွေရှိနေသလိုခွင်းနဲ့ပြန်လာသူတွေကိုပါပြန်လည်ထွက်ခွာဖို့အရေးထင်းချုံမဲ့အခြေအနေတွေတွေ့လာရတယ်လို့ပြည်ပရောက်မြန်မာလူထုတွေကဆိုပါတယ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြည်ရင်းမှာလုသားအင်အားရှာပါမှုနဲ့ရှိနေတယ်လို့ထုတ်ဖော်ပြောကြားလာတာရှိသလို ပြပထွက်လောက်ကိုင်သူတွေကိုကန့်သက်ထိန်ချုပ်မှုတွေပုံမလုံလာတယ်လို့အေဂျင်စီလုပ်ငန်းရှင်တချို့ကလည်းပြောပါရဲ့ရှင်။စကိုင်းတိုင်းမုံရွာမြို့အဝင်မှာရှိတဲ့ကိုရဆိုင်အနီးမှာခရီးသွားကားတွေကိုစစ်ဆေးပြီးတော့ပတ်စံကောက်ခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွားရောက်တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့ဝင်၃ယောက်ပြစ်ခတ်ခံရပြီးတော့ကြာဆုံးခဲ့ရတယ်လို့နတ်ဆိုးတော်လိုင်းတပ်ဖွဲ့စီကလည်းသိရပါဗျ။ မေလ၁၇ရက်မနက်၁၇နာရီကပြစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးနတ်ဆိုးတော်လန်ရင်တပ်ဖွဲ့က၃ယောက်ကြာဆုံးပြီးတော့စစ်ကောင်စီတပ်ဘက်ကတပ်ဖွဲ့ဝင်၂ယောက်တေဆုံးပြီးတယောက်ပြင်းထန်ဒဏ်ရာတွေရရှိသွားတယ်လို့ဆိုပါတယ်။မအူစစ်စေးဂိတ်အနီးက CR7 900ဆိုင်အနီးမှာစစ်ကောင်စီတပ်ကကားတွေဆိုင်ကလေးစစ်ဆေးနေတဲ့အချိန်မှာတွားရောက်ပြစ်ခတ်ခဲ့တာဖြစ်ပြီးအပြန်လည်ပြစ်ခတ်မှုအတွင်းမှာရဲဘော်၃ယောက်ကြာဆုံးသွားတာလို့မုံရွာခရိုင်အမှတ်၂၂နတ်ဆိုးတပ်ရင်မှုကပြောပါတယ်။ CR7 900ဆိုင်အနီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်3ယောက်ကိုပြစ်ခတ်ခဲ့တဲ့အချိန်မှာမအူဂိတ်ကနေအင်အားအလုံးအင်းနဲ့စစ်ကောင်စီတပ်ကပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။မုံရွာခရိုင်အမှတ်22တရင်ဟာမုံရွာမြို့ပေါ်ကစစ်ကောင်စီပစံကောက်တဲ့နေရာတွင်နဲ့စစ်ကောင်စီတောက်တိုင်တွေကိုမကြာခဏတိုက်ခိုက်မှုတွေပြုလုပ်လေရှိတဲ့အဖွဲဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းဒပင်းမြို့နယ်အိုးတိမ်တွင်ရွာစာတင်ကျောင်းကိုမေလာဆက်နှစ်မှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့အပေါ်စစ်ကောင်စီတပ်ကိုထိရောက်တဲ့တားဆီးပိတ်ဆို့မှုတွေလုပ်ဖို့နိုင်ငံတကာကို NUG ပညာရေးဝန်ကြီးဌာနကမေလာ23ရက်မှာတောင်းဆိုလိုက်ပါတယ်။အပြစ်မဲ့တဲ့ကလင်းငယ်တွေနဲ့ဆရာဆရာမတွေကိုလေကြောင်းတိုက်ခိုက်ဖို့အမိန့်ပေးသူနဲ့ပြစ်မှုကျူးလွန်သူတွေကိုစုံစမ်းဖော်ထုတ်ပြီးအပြစ်ပေးအရေးယူသွားမယ်လို့လည်းဆိုပါတယ်။ စာတင်ကြောင်းဘုံကျဲခရယာမှုကြောင့်ဆီယာမာ၂ယောက်အပါအဝင်ကလင်းငယ်22ယောက်တေဆုံးခဲ့ပြီးကလင်းငယ်အယောက်90ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့လည်းထိရောက်အကျိုးရှိတဲ့တားဆီးအရေးယူမှုတွေလှုံ့ဆော်ပြီးကလင်းငယ်တွေအတွက်လုံခြုံစွာပညာသင်ယူခွင့်နဲ့ဘေးကင်းလုံခြုံတဲ့အကြောင်းတွေပေါ်ပေါက်လာဖို့အားပြည့်ပံ့ပိုးပေးရမယ့်တာဝန်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ ပဲဂိုးတိုင်းအုတ်တွင်းမြို့နယ်တွေကစကောက်စီတက်စခန်းကုန်းတစ်ခုကိုမေလ10ရက်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးမော်တော်ယာဉ်တွေလည်းသိမ်းဆီးရရှိခဲ့ပြီးတော့စခန်းကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ကျိုးပင်ကောက်ဟီရိုပျောက် जा တပ်ဖွဲ့ကမေလ12ရက်မှာထုတ်ပြန်လိုက်ပါတယ်။အုတ်တွင်းမြို့နယ်ကြက်မနက်ရွာကရဲနဲ့စစ်သားအင်အား90ကျော်60နီးပါးရှိတဲ့တက်စခန်းကုန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဘက်ကအထိခိုက်တွေများပြားပြီးတော့ထွက်ပြေးသွားကြတဲ့အတွက်စခန်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲကိုမနက်9:00နာရီကနေနေ့လယ်7:00ခွဲအထိတိုက်ခဲ့ရပြီးစစ်ကောင်စီတပ်တွေကလက်နက်တွေယူပြီးတော့ထွက်ပြေးသွားကြတဲ့အတွက်လက်နက်တွေကိုတော့မသိမ်းနိုင်ခဲ့ဘူးလို့ဟီရိုပြောက်ကြားတပ်ဖွဲ့ရဲ့ဒူးတောင်ဝင်းကကဒီဗီပီကိုပြောပါတယ်။စခန်းသိမ်းတိုက်ပွဲကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအုံပြုခဲ့တဲ့ကားတစီးဆိုင်ကယ်6စီးနဲ့အတူအခြားစစ်အုံဆောင်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့လို့ဆိုပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံးနှစ်ကြိမ်လာရောက်ကျဲချခဲ့ပြီး လေယူနေနဲ့ကင်းထောက်လန်းတာတွေပြုလုပ်နေတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေဘက်ကပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်းသိရပါတယ်ရှင်။ကင်းပြည်နယ်ဖက်အန်ခိုင်လှိုင်းပွဲမြို့နယ်ကစစ်ကောင်စီရဲ့တန်လီစခန်းကိုကင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးအောင်တပ်ကစခန်းသိမ်းတိုက်ပွဲဆင်နွှဲနေရလို့စစ်ကောင်စီဘက်ကတိုက်လေရင်နဲ့အနီးဝန်းကျင်ကိုလာရောက်ပုံကျဲခဲ့ပြီးပြည်သူတွေရဲ့အိမ်တွေလည်းပျက်စီးခဲ့တယ်လို့သိရပါဗျ။ မေလ17ရက်ကစစ်စခန်းနဲ့တမိုင်လောက်ဝေးတဲ့ဝေါ်ကြော့ရွာကိုဘုံကြောက်ပောက်ကွဲခဲ့လို့အိမ်လေးလုံးလဲပျက်စီးခဲ့ရပါသေးတယ်။စခန်းနဲ့လည်းမဆိုင်သလိုတိုက်ပွဲနဲ့လည်းမဆိုင်တဲ့အရသားနေထိုင်ရာကိုတမင်တကာဘုံကျဲတာဟာစစ်ကောင်စီကပြည်သူကိုရန်သူလို့ပြစ်မှတ်ထားနေတာလို့ရွာသားတွေကပြောပါရယ်။မြမထိုင်းနယ်စပ်မှာတော့စစ်ဆောင်ပြည်သူတွေဟာအတပေးလွတ်မြောက်ရေးအတွက်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးနေကြရပြီးတချို့တိုက်ပွဲညင်တဲ့ဒေသတွေကသူတွေလည်းပြန်လာနေကြသလိုလက်ရှိမှာတော့ထိုင်းနိုင်ငံတပ်ခိုင် တာဆောင်ရန်မြို့နယ်ထဲမှာမြန်မာစစ်ဆောင်246ယောက်ကျန်ရှိနေသေးတယ်လို့ထိုင်းစစ်တပ်သတင်းအရသိရပါပါတယ်ရှင်။ထိုင်းနိုင်ငံဘန်ကောက်မြို့ဘန်ခဲနယ်မြေထဲမှာပြီးခဲ့တဲ့ရက်ပိုင်းကအသက်80အရွယ်ထိုင်းအလုရှင်ကိုတနက်နေ့ပစ်ပြီးကားကိုယူထွက်ပြေးလွတ်မြောက်နေတဲ့အသက်23နှစ်အရွယ်မြန်မာလူသမားတစ်ယောက်ကိုဖမ်းဆီးရမိပြီလို့ထိုင်းရက်သတင်းမှာဖော်ပြပါရယ်။မေလ10ရက်ကလူတက်မှုလူရက်မှုရင်တိုက်မှုကျူးလွန်ထားတဲ့ဆိုင်းဟန်ကို ဖိကစိန်နယ်မြေရဲတပ်ဖွဲ့ကဖမ်းရမ်းထုတ်ပြီးသတင်းပေးနိုင်သူကိုစုငွေပန်း2000ပေးမယ်လို့ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။မနေ့ညတကောင်ကျော်မေလ23ရက်မနက်စောပိုင်းမှာတော့ရဲတွေကဘန်ကောက်ပရဝိနယ်မြေအွန်နို65လမ်းရှိတိုက်ခန်းတစ်ခုမှာပုံအောင်နေတဲ့မြမလူသမားဆိုင်းဟန်ကိုတွားရောက်ဖမ်းဆီးခဲ့ပါတယ်။အေရှင်အဖိုးကြီးရဲ့ကားတနက်ကြည်စံလက်ကင်ဖုန်းနဲ့မှတ်ပုံတင်ကတ်တွေကိုတက်တဲ့ဖြစ်ပါဖမ်းဆီးရမယ်လို့လည်းဆိုပါတယ်။ဆိုင်းဟန်ကိုဖိကစိန်ရဲစခန်းကလူတက်မှုလက်နက်မှုလူရက်မှု ပိုင်နက်ကျူးလွန်မှုရေစီးကန်ဖောက်ဖျက်မှုအများပြည်သူဥစ္စာပစ္စည်းပြက်စီအောင်ပေါ်ဆစွာရင်မောင်းနေမှုထိုင်းနိုင်ငံနဲ့တရားမဝင်ဝင်ရောက်နေထိုင်မှုတွေနဲ့ဆွဲချက်တင်ထားတယ်လို့ထိုင်းသတင်းမှာဖော်ပြပါရရှင်။ ။တပြင်းမြို့နယ်မှာစာတင်ကျောင်းလေးကျောင်းကနေဘုံကျဲတိုက်ခိုက်ခံရပြီးကျောင်းသူကျောင်းသားတွေနဲ့ဆရာဆရာမတွေတေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီးတာမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂမှာပြောကြားလိုက်ပြီးဘုံကျဲတိုက်ခိုက်လူသတ်မှုတွေရပ်ဖို့နဲ့စေအုပ်စုကိုကူညီပံ့ပိုးပေးနေတာရပ်တန့်ဖို့တောင်းဆိုလိုက်ပါတယ်။ မေလာစနစ်ကနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့စင်စက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်16ဆိုင်ရာငြိမ်းချမ်းရေးတရားမျှတမှုနဲ့စင်စက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများအားမြင့်တင်ရေးဆိုင်ရာအစည်းအဝေးမှာတက်ရောက်မင်းကုံပြောရမှာထည့်သွင်းပြောဆိုခဲ့တာပါစီအိုစုကနေ့စဉ်မစင်မချင်းကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ဘုံကျဲခြင်းတွေကအရသာထိခိုက်နေတာမို့နဲ့အဆောက်အုံတွေပျက်စီးဆုံးရှုံးမှုတွေကိုအလွန်အမင်းဖြစ်စေပြီး စင်စမ်းမပြည့်ရေရှိဖွံ့ဖြိုးတိုးတက်ရေးပန်းနိုင်တွေကိုအကောင့်ထဲပေါ်ဖို့တာဝန်ယူကြရတဲ့အစောက်အုံတွေဖြစ်တဲ့စာတင်ကျောင်းတွေနဲ့စည်းရုံးတွေအပေါ်အများဆုံးထိခိုက်စေတယ်လို့တပ်အမတ်ကြီးကပြောပါတယ်မေလာစနေရကတပင်းမြို့နယ်မှာစာတင်ကျောင်းကိုစစ်ကောင်စီကလေကျောင်းတိုက်ခိုက်မှုကြောင့်ဆ iam မ၂ယောက်နဲ့ကလင်းငယ်၂၀လောက်သေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တဲ့အကြောင်းတပ်အမတ်ကြီးကအလေးပေးပြောကြားသွားပါတယ်ရှင်။ စကိုင်းတိုင်းတပြင်းမြို့နယ်အိုထိန်တွင်းကြီးရွာစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ကျောင်းသားကျောင်းသူကလေးငယ်တွေနဲ့ဆရာမတွေအတွက်ရင်းမပင်မြို့နယ်နေပြည်သူတွေကဝန်းနေချင်းအထိတ်အမှတ်အနှံ့ရောင်ကမ်ပိန်းပြုလုပ်ပြီးတော့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။တပြင်းအိုထိန်တွင်းလေကြောင်းတိုက်ခိုက်မှုကျူးလွန်ခဲ့တဲ့စစ်ကောင်စီကိုရင်းမပင်မြောက်ချမ်းနောက်ပြန်မလှည့်ကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းအနေနဲ့ကန့်ကွက်ရှုံချဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဒါပြင်တော်လှန်ပြည်သူတွေဟာဆက်အနာရှင်ကြဆုံရေးဖက်ဒရယ်ဒီမိုကရေစီရရှိရေးစတဲ့ကြွေးကြော်သံတွေနဲ့ငြင်းချမ်းစွာခြိတက်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်ရှင်။